ီတစ်ခါကျမ်းမာရေးနဲ့ညီညွတ်တဲ့အိပ်ဆက်နည်းကို တင်ပြပါမယ်။ကောင်းမွန်တဲ့ညာအိပ်ဆက်မှုကိုတိုင်းတာဖို့အသုံးအများဆုံးဆန်ထားချက်ကတော့ကျွန်တို့ရရှိတဲ့အိပ်ဆက်ချိန်နိုင်အရေးအတွက်ဖြစ်ပါတယ်။အိပ်ဆက်ချိန်9နိုင်မှ9နိုင်အထိဟာ ကျမ်းမာရေးနဲ့ညီညွတ်ပြီးသက်တမ်းရှည်လျားမှုအတွက်အကောင်းဆုံးဖြစ်ကြောင်းများစွာသောသူတည်တနာများမှအတည်ပြုပြောကြားထားပါတယ်။အိပ်ဆက်ချိန်အလွန်တိုတောင်းခြင်း သို့မဟုတ်အလွန်ရှည်လျားခြင်းဟာ အချိန်မတိုင်မီသေဆုံးမှုနဲ့ဆက်ဆက်နေတဲ့အတွက်အကောင်းဆုံးအိပ်စက်ခြင်းရရှိဖို့ကျန်းမာရေးလမ်းညွှန်ချက်များ ရှိပြီးဖြစ်ပါတယ်။ Oxford Sleep Research Society မှထုတ်ဝေတဲ့ Sleep Journal ရဲ့နောက်ဆုံးပေါ်ထွက်လာတဲ့သုတေသနများအရအိပ်စက်ခြင်းပုံမှန်ဖြစ်မှုတနည်းအားဖြင့်နေ့စဉ်အိပ်စက်ချိန်နဲ့နိုးထချိန်တို့ တတမထဲရှိမှုဟာကျမ်းမာရေးရလာများအတွေ့အိတ်ဆက်ချိန်ကြံမြင့်ချိန်နိုင်ဤထက်ပုံမူကောင်းမွန်တဲ့ခံမှန်းချက်တစ်ခုဖြစ်ကြောင်းတွေ့ရှိခဲ့ပါတယ်သုတေသီများက UK ဇီဝဆေးပညာအချက်အလက်များ database မှာလူပေါင်း6000နီးပါးရဲ့အိတ်ဆက်မှုဆိုင်ရာအချက်အလက်များကိုလေ့လာခဲ့ပါတယ်အဲ့ဒီအချက်အလက် database ဟာ UK ရှိလူပေါင်း9000ရဲ့ကျန်းမာရေးကိုစောင့်ကြည့်လေ့လာနေပါတယ် စုစုပေါင်းအဖြစ်မှတ်တမ်းတင်ထားတဲ့အိတ်ဆက်ချိန်10သန်းကျော်ကို စစ်ဆေးခဲ့ပါတယ်။အစစ်စစ်လုံဆောင်ရမယ့်အစစ်မြင့်လုပ်ငန်းစဉ် algorithm များကိုအသုံးပြုပြီးအိတ်ဆက်မှုပုံစံများနဲ့သေဆုံးမှုနှုန်းများကိုဖျားမြင်အားဖြင့်6.3နှစ်ကြာလည်လာခြင်းမှအိတ်ဆက်ချိန်အလေးထားပုံမှန်မရှိသူများကျမရင်းနဲ့တက်တန်းရှိမှုအတွေ့ပုံမအရေးကြီးကြောင်းတွေးရှိခဲ့ပါတယ်။ရှားဖွေတွေးရှိခြင်းများအရာ အိဆက်မှုပုံမှန်ဖြစ်မှုဟာသေဆုံးမှုအန္တရာယ်ကိုခံမှန်းနိုင်သော အရေးကြီးတဲ့အချက်ဖြစ်ပြီးအိဆက်ချင်းအချင်းကြာမြင့်မှုထက်ပုံမှန်ကောင်းမွန်တဲ့ခံမှန်းချက်ဖြစ်တယ်လို့ဖော်ပြထားပါတယ်။ညာတိုင်း9နာရီကနေ10နာရီထိအချိန်မှန်မှန်အိဆက်နိုင်ပေမဲ့လည်းမမှန်တဲ့အချိန်ဇယားနဲ့အိဆက်သူများဟာ နိုင်အနေငယ်သာအိဆက်တော်လဲပုံမှန်ပုံမှန်တဲ့အချိန်ဇယားကို ထိမ့်သိမ့်သူများထက်လေးဖြတ်ချင်း နှလုံးရောဂါနဲ့ကင်ဆာရောဂါဖြစ်ပွားနိုင်ကြေးပုံပုံမြင်မှာပါလေ။အိပ်စက်ချိန်နဲ့နိုးထချိန်တို့ကိုတိကျစွာထိန်းသိမ်းခြင်းဟာနိုးကြားမှုနှလုံးသွေးကြောနဲ့ဇီဝဖြစ်စဉ်ကျန်းမာရေးရောင်ရမ်းမှုနဲ့စိတ်ကျန်းမာရေးအပါအဝင်ကျန်းမာရေးနဲ့စွမ်းဆောင်ရည်ဆိုင်ရာကဏ္ဍပေါင်းစုံမှာတိုးတက်မှုရရှိကြောင်းသူတွေသည်များကတွေးရှိထားပါတယ်လူဘဝကဏ္ဍအမျိုးမျိုးမှာတသမတ်ထဲတည်ရှိမှုဟာ အကျိုးကျေးဇူးများရရှိစေသလိုအိတ်ဆက်ခြင်းတွေလည်းအဲ့ဒီစီမင်းအတိုင်းအကျိုးကျေးဇူးများရရှိမှာမလဲပါအိတ်ဆက်မှုပုံစံရဲ့တသမထည့်ဖြစ်မှုဟာကျမ်းမာရေးနဲ့စွမ်းဆောင်ရည်တိုးတက်မှုရရှိစေပြီးအိတ်ဆက်ချိန်မမှန်ခြင်းဟာနှလုံးနဲ့အစာချေစနစ်ဆိုင်ရာယောဂများနဲ့နှလုံးသွေးကြောဆိုင်ရာဖြစ်ရာများအတွက်အ धिक အန္တရာယ်အချက်တစ်ခု အဖြစ်ထွက်ပေါ်လာခဲ့ပါတယ်။သိပ္ပံနည်းချက်အထောက်အထားများကတော့ UK ဇီဝဆေးပညာအချက်အလက် biobank အလိလာခြင်းများအရအိတ်ဆက်မှုပုံမှန်ဖြစ်သူများမှာနှလုံးရောဂါဖြစ်နိုင်ခြေ59ရာခိုင်နှုန်းကင်ဆာဖြစ်သေဆုံးနိုင်ခြေ39ရာခိုင်နှုန်းနဲ့အခြားအကြောင်းများကြောင့်သေဆုံးနိုင်ခြေ63ရာခိုင်နှုန်းအထိကျော်ကျသွားကြောင်းတွေးရှိခဲ့ပါတယ်။အိတ်ဆက်မှုမမှန်သူများမှာနှလုံးသွေးကြောဆိုင်ရာပြဿနာများ26ရာခိုင်နှုန်းပုံမှန်ဖြစ်နိုင်ပြီး အိပ်စက်မှုအညွန်ကိန်း SRI လေးစက်တရှိသူများဟာ SRI 95ရှိသူများထက်သေဆုံးနိုင်ခြေ1.53ဇပုံများကြောင်းတွေ့ရှိပါတယ်။အိပ်စက်မှုပုံမှန်ဖြစ်မှုအညွန်ကိန်း Sleep Regularity Index SRI ဆိုသည်မှာလူတူရဲ့အိပ်စက်မှုနဲ့နိုးထမှုပုံစံတသမတ်သေးဖြစ်မှုကို တိုင်းတာတဲ့အတိုင်းအတာတစ်ခုဖြစ်ပါတယ်။ sleep regularity index သည်လူတဦးသည်နာရီ24နာရီခြားသောအချိန်နှစ်ခုတွင် တူညီသောအချိန်၏ဥပမာအိပ်ပျော်နေခြင်းသို့မဟုတ်နိုးနေခြင်းတွင် ရှိနိုင်တဲ့ဖြစ်နိုင်ခြင်းရာဂိုင်နှုန်းအဖြစ်သတ်မှတ်ပါれ SRI 92ဖြစ်ပါက သင်ဟာနေ့စဉ်တူညီသော အချိန်မှာအိပ်ပျော်နေခြင်းသို့မဟုတ်နိုးနေခြင်းဖြစ်နိုင်ခြင်း92ရာဂိုင်နှုန်းရှိတယ်လို့ဆိုပါれ SRI တံပိုးမြင့်လေလူတူရဲ့အိပ်စက်မှုပုံစံပုံမတတ္တမထဲဖြစ်ပြီး SRI တံပိုးနိုင်လေအိပ်စက်မှုပုံစံပုံမမတိငိမ့်လေဖြစ်ပါတယ်။ရေပုံရအားဖြင့် SRI 90နဲ့အထက်ဟာကောင်းမွန်ပြီးကျန်းမာရေးနဲ့ညီညွတ်တယ်လို့သတ်မှတ်ပါတယ်။အိပ်စက်မှုပုံမှန်ဖြစ်မှုသည်အိတ်ချိန်ကြာမြင့်မှုထက်သေဆုံးနိုင်ခြေကို20ကနေ48ရာခိုင်နှုန်းအထိ ုံမူတိကျစွာကြိုတင်ခံမနိုင်ကြောင်းလိလမှု၈ခုကျော်မှအသေးပြုထားပါရယ်လိလမှုမှာတွေးရှိကြများအရာညာတိုင်း၆နိုင်အောက်သို့မဟုတ်၉နိုင်အထက်အိတ်ဆက်သူများသည်လည်းအန်ဒီရရှိနိုင်ခြင်းမြင်မှားကြောင်း တွေးရှိရပါရယ်ဖော်ပြပါလိလတွေးရှိကြများကြောင်းအိတ်ဆက်မှုစံချိန်စံညွှန်းများကို ပြန်လည်သတ်မှတ်ရန်လိုအပ်နေပြီး ရှင်းနိုင်အိပ်ရမယ်ဆိုတဲ့အယူအဆထက်နေ့စဉ်တူညီတဲ့အိတ်ချိန်အနိုးထချိန်ကိုဦးစားပေးခြင်းကကျန်းမာရေးအတွက်ပုံမှန်အရေးပါသည်ဟု သိပ္ပံပညာရှင်များက အလေးပေးတိုက်တွန်းထားပါတယ်ကျေးဇူးတင်ပါတယ်